ောင်းလို့အားလုံးမဲ့မိင်္ဂလာပါဆရာတို့2020နဲ့2023မှာပြလက်ပြတန်းလိုက်ရယ်ဆရာစနေဒီ grade 8ရယ်မြမသမိုင်း6ခန်းပဲရှိပါတယ်အဲဒီမှာဆရာတို့ရှိပါအခန်း1ဆရာတို့ကောင်းအောင်ခင်မြမနိုင်ငံတော်တင်ကြားလို့ပြီးတဲ့အခါမှာကောင်းအောင်ခင်ရဲ့နောက်ဆုံးမင်းဆက်ဒီပေါ်မင်းလက်ထက်အဒီဆရာတို့မပြီးသေးဘူးဆရာတို့ကျူးကျော်စစ်ကြီးဖြစ်နေနော်စကိုင်းမင်းလက်ထက်ဒီပကံမင်းလက်ထက်ဒီမှာဆရာတို့ကျူးကျော်စစ်ကြီးဖြစ်နေ အင်္ဂလိပ်ကိုလိုနီယာမြန်မာနိုင်ငံကိုကျူးကျော်စေတုံးခုစင်နေပြီးတော့ဆော်တော့1885ခုနှစ်မှာမြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့ဆိုရင်ဆော်တော့မြန်မာနိုင်ငံကြီးရဲ့နောက်နိုင်ငံတွေနဲ့ဘယ်လိုမျိုး relation Facebook မှာ relationship ရှိတာကိုပြောတာမဟုတ်ဘယ်လိုမျိုးဆက်သွယ်မှုရှိလဲ associate ဖြစ်လဲ communicate ဖြစ်လဲဆိုတော့ပြောတာပါ ်ဆိုတော့ဘုမာနိုင်ငံနဲ့ဘုအနောက်နိုင်ငံတွေဖြစ်တဲ့အရင်းရောအစိုးရပြင်သစ်နိုင်ငံအင်္ဂလန်နိုင်ငံပြီးတော့အီတလီနိုင်ငံဆိုတော့အနောက်နိုင်ငံမဟုတ်တဲ့အိန္ဒိယတို့ဘာလို့လဲဆက်နွယ်မှုရှိပါမြန်မာနိုင်ငံနောက်နိုင်ငံတွေနဲ့ဘယ်လိုမျိုးဆက်နွယ်မှုတွေရှိပြီးတော့ဗြိတိရှ်ရောအင်္ဂလိပ်တို့ဟာမြန်မာနိုင်ငံကိုဘယ်လိုမျိုးကျူးကျော်သိမ်းပိုက်ခဲ့ပြီးမင်းတို့မင်းများယူလက်ထက်မြန်မာနိုင်ငံရဲ့ဆိုတော့ ဆက်လို့ဘယ်လိုတွန်းလာတာလဲဟိုဒီအပိုင်းမှာလေ့လာရမှာဖြစ်ပါတယ်ဆိုပထမလေ့လာရမှာတော့ပထမအင်္ဂလိပ်မြန်မာကျူးကျော်စစ်ပဲဖြစ်ပါတယ်ပထမအင်္ဂလိပ်မြန်မာကျူးကျော်စစ်ကိုဆရာတို့ဘရုံးမင်းလက်ထက်ဘိုးတော်ဦးအောင်လက်ထက်မှာဆရာတို့နက်တဲ့ခဲ့ခုနှစ်1980နှစ်1980ဆိုတော့တစ်ဆက်ကိုယ်လက်ထက်ကနေစပြီးတော့ ဘုရားဘုရားကဆိုလို့အရှင်မဟာတင်ကြားခဲ့တဲ့ရခိုင်နယ်သားတွေလာပြီးကုညီတောင်းတဲ့အတွက်ကြောင့်မို့ရခိုင်မျိုးကိုသိမ်းလိုက်တယ်အာဒံမင်းဘူကအရေးကြီးနေတဲ့ပတ်သက်ပြီးတော့ဆရာတို့ရခိုင်မင်းသားနယ်ဆက်အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်မြန်မာနှစ်နိုင်ငံဘာဖြစ်လာလဲတင်းပါတို့ချင်းကအိန္ဒိယရောဆိုအင်္ဂလိပ်ကောင်ကိုကြားရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဆိုအင်္ဂလိပ်မြန်မာဆက်ဆံရေးကတင်းပါလာပါတယ် အဲ့ဒီဘုံဝင်လာတော့မှတင်းပါမှုအောင်ဘင်းနာကိုရောက်တဲ့အခါမှာစကိုင်းဝင်တဲ့ထောင်ရှိတာတစ်ဆောက်ကိုထောင်ရှိတာသုံးဆောက်ကိုလက်ထက်ကိုရောက်တဲ့အခါမှာအချင်းညာပုံပြီးတော့စိုးဝါးလာခဲ့ပါရဲ့ဘုံဝင်လာတော့မှမြမတို့နေရင်းကြီးကမြင်ပူရာစောဝါးချောချစ်စင်နဲ့မာချစ်စင်ကမှကျွန်တော်မာချစ်စင်ကိုနန်းနေနေခဲ့ဘုံကြီးကအဲ့တော့ဘုံကြီးနန်းနေနေခဲ့ မာဂျစ်စင်ဟာစကိုင်းမီရဲ့နန်းတဲ့ဘွဲကိုလာရောက်ဖို့အတွက်ပြတ်သွားခဲ့တဲ့အတွက်ကြောင့်မလို့စကိုင်းမီကမဏိပူရောမြန်မာတပ်နဲ့1839မှာဗလုပ်ခဲ့တဲ့စေလုခဲ့မဏိစောမဏိပူရောစောကမြန်မာတပ်နေရဲ့တာဝန်မှုကြောင့်ကချားနေတဲ့သူဝင်ကချာစောဘွားလေကျောင်းသူတည်းအင်္ဂလိပ်ပိုင်ဘက်ကိုပြေးဝင်တဲ့အတွက်ကြောင့်ဆရာတို့အင်္ဂလိပ်နဲ့မြန်မာထိတွေ့မှုတွေဖြစ်ပေါ် ်မြန်မာတပ်တွေဟာတခြားနိုင်ငံတွေမှာရှိတဲ့အင်္ဂလိပ်တိုက်တပ်တွေနဲ့ထိတွေ့မှုဖြစ်ပွားပြီးတော့တိုက်ပွဲဖြစ်တယ်။အဲ့ဒီအရေးကိစ္စနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်တို့ကကြချားနေနေဆိုတော့ဆိုတော့ကြချားလို့ဘာလို့ပြောလဲဆိုတော့အဲ့တော့ဝန်ဆောင်မလို့ပေါ့ပါတယ်ကြချားလို့ပြောတယ်ဒါနဲ့ဘုရားကချာလို့ဖြစ်တယ်။အဲ့တော့မစရာအတန်မှာဆိုတော့ကချာကချာလို့ဖြစ်တယ်။ကချာပေါ့နော်။ တခြားတဲ့ဂျင်းပြီးတော့နေတွေကိုမြန်မာတို့အော်လာလွှမ်းမှာစိုးစိုးရုံနဲ့အတွက်ကြောင့်မလို့ဗြိတိရှားအဆောက်ရှောက်ကနေပြေတတ်မှတ်ခဲ့ဆောင်းတော့ပြီးတော့စကားရင်းနဲ့တည်းမှာစကားရင်းနဲ့တည်းမှာဘရုံးမင်းနဲ့တည်းကနန်းပြင်းနေခဲ့တဲ့အာတန်စော်ပေါ်ပြီးတော့ဆန်လာကနေရှင်ကလည်းအင်္ဂလိပ်ကြီးအကူအညီနဲ့ပုံပြန်ဖို့စီစဉ်ခဲ့တယ်။ဒါကြောင့်မို့စကားမင်းဟာအာတန်ကိုသွားပြီးတော့အာတန်စော်ပေါ်ကို ဖန်စီဖို့အတွက်စစ်သူကြီးမဟာမန်နူးတာကိုခြိတက်စေခဲ့ဒါကြောင့်လို့အာလန်ဇော်ဘာဟာဘေရဲကိုလည်းအင်္ဂလိပ်ပိုင်ရန်ကိုဝင်ရောက်ပြီးခိုလုံတယ်ဒါကြောင့်လို့မြမာတပ်ကိုပြန်လည်တိုက်ခိုက်ဖို့အတွက်အကူအညီပေးတဲ့ပြင်အာဒန်ရဲ့ရင်းခင်းတဲ့ပတ်သက်ပြီးတော့မြန်မာအင်္ဂလိပ်ဆက်ဆံရေးအရန်ဆိုးဝါးလာတဲ့အခြေအနေရောက် ရောင်းမယ်ဆိုရင်တော့ပေါက်ကွဲအောင်နဲ့ဘုံတလုံးအလားဖြစ်လာတယ်။အဲ့ဒီအရေးကိစ္စဟာဘာဖြစ်လဲဆိုရင်အင်္ဂိုက်တွေကရှင်မပြူကျိုးကိုဝင်ရောက်တဆွဲလိုက်တယ်။ရှင်မပြူကျိုးကိုဝင်ရောက်တဆွဲတဲ့အတက်ကြောင့်လို့အင်္ဂိုက်တွေတဆွဲထားတဲ့ကျိုးကိုရှင်မပြူကျိုးကိုမြန်မာတွေကဝင်ရောက်ပြီးတိုက်ခိုက်တဲ့အတွက်ကြောင့်ဝင်လို့အင်္ဂိုက်မြန်မာကျူးကျော်စစ်ဖြစ်တယ်။ ်ဘာလို့ဂျူးကျော်စင်းလို့ခေါ်လဲရှင်မဖြူဂျိုးဟာမြန်မာဘာဖြစ်တယ်မြန်မာဂျိုးကိုတိမ့်ပိုက်ရဲ့အရောဂျောင်းမလို့အင်္ဂလိပ်ဘက်ကအစပြီးရန်စားရတဲ့အတွက်ကြောင့်မလို့ပထမမြန်မာဂျူးကျော်စင်းဘေးအစပြီးဖြစ်လဲအာသာရေးကိစ္စကနေပတ်သက်ပြီးဖြစ်တာမဟုတ်ဘူးအာသာရေးကိစ္စကြောင့်တင်းမာနေတဲ့အချိန်ရှင်မဖြူဂျိုးကိုအင်္ဂလိပ်ကတိမ့်ပိုက်လို့ရှင်မဖြူဂျိုးကိုပြန်လဲတိမ့်ပိုက်ပြီးတော့မြန်မာရေးခင်ဖြစ်အဲ့ဒီအချိန်ကတော့ အိန္ဒိယနိုင်ငံရဲ့ဘီယင်ငံချုပ်တော့ဘလို့လဲဆိုရင် loss and loss and pack ပါလေအင်္ဂလိပ်ကြီးရဲ့ဆိုတော့အိန္ဒိယကိုကျူးကျော်လာတဲ့အိန္ဒိယဘီယင်ငံချုပ်လုပ်နေတာဘလို့လဲ loss and pack နာမည်လည်းသိကြမှာအောင် loss and pack က1824ခုနှစ်မှာမြန်မာပြည်ကိုစစ်ကြင်ညာခဲ့ အဒီရေးစစ်ကြရတာဘယ်ရှင်လဲ1824မှာအိလီယောဘီငန်ဂျောလော့စ်အန်ဟန်ဒါစစ်ကြညာနေစစ်စာတည်တဲ့အခါမှာမြန်မာတပ်တွေဟာစစ်မျက်နှာကိုဘယ်ငယ်ရတယ်ဖွင့်လဲဆိုရင်အာဒန်မဏိပူရာရခိုင်ရဖွင့်ဘာဖြစ်လို့လဲအိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်လို့အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်ဖြစ်တာကြောင့်အာ မတိပူတာရခိုင်နေမှာဆရာတို့စစ်မင်တာဖွင့်တယ်စစ်မင်တာဖွင့်တာကိုဘလူရကကြီးကျက်လဲဆိုရင်စစ်သူကြီးမဟာဗန္ဓုနာနဲ့မြောက်ရီမင်းကြီးဦးစားတို့ကဘာလို့လဲကြီးကျက်တယ်ဆရာတို့ရခိုင်စစ်မင်တာပန်းဝါရာမူးတိုက်ပွဲမှာဆရာတို့ဒါအောင်ရာမူးလို့ဘာလို့မရဘူးသူရဲ့ဒီဘာသာဂျာစကားအတန်ဒါကြောင့်ရာမူးလို့ဖတ်ဟုတ်နော်ရာမူး ွဲမှာအင်္ဂလိပ်တို့အရေးနိုင်တယ်ဒါပေမဲ့မြန်မာရအရေးမြန်မာရအင်္ဂလိပ်တို့အရေးနိုင်နေမယ်ရှေ့ကိုစီးချီတက်လာမချီတက်ဘူးပန်းပါမှာပဲမလုပ်နေနဲ့ရက်နေဒါပေမဲ့အင်္ဂလိပ်တွေကစစ်ရေးမှာဒီလက်တဲ့အင်အားဆိုစစ်လက်တဲ့အင်အားတာလုံနဲ့အတွက်ကြောင့်မလို့ကိုယ်ကြောင့်ကနေမစင်ရဲနဲ့စာအာဂျီဘောကင်ဒစာ RG4 ကင်းတော့စာပဲရတာလို့เนาะဆိုတော့မန်နီတာကြီးဆိုရင်စာလတ်ဖော်ဒူဆန်စာပဲရဟုတ်เนาะစာဒီဘောကင်းမဲ့အောင်ဆိုရင်ဆရာတို့အင်္ဂလိပ်တက်များဟာရန်ကုန်ဘရားကြီးခြိတက်လာလေရေရောင်းကနေခြိတက်လာနောက်တစ်မျိုးတော့ဆရာတို့မုံမကွေးရတယ်ဆရာတို့ခြိတက်လာအဲ့ဒီကျတော့ဆရာတို့ရေရောင်းကြီးအင်္ဂလိပ်တက်ကြီးဟာပြောင်းအောင်ဆုံးရန်ကုန်ရောက်ရှိလာတဲ့အချိန်မှာဆရာတို့ ဒီမှာဆိုရင်ကြီးမြင့်တာဘန်ဆိုတယ်ကြီးမြင့်တာတပတ်ကန်းနီးနေပြီဆရာတို့အင်္ဂလိပ်ဒီမော်တွေစိုက်ပြီးဆိုရတယ်ဆရာတို့အချက်အချာပုံရင်ကအမြင့်ဆုံးရန်ကုန်မှာအမြင့်ဆုံးနေရာသည်ရှင်တော်ဘုရားတည်ရှိရာတိမ်တော်ရာဂုံတော်ပါဒါကြောင့်မို့တောင်းသမီးတို့သိရမှာကရှင်တော်ဘုရားရဲ့ထူးခြားချက်လို့လည်းပြောရမှာတိမ်တော်ရာဂုံတော်ရဲ့ဆရာတို့ထူးခြားချက်လို့လည်းပြောရမှာမသိရန်ကုန်မှာရှိတဲ့မိမိသလားကြီးနေတာမူရှင်တော်ဘုရားကို မြင်ရဆိုတော့ဒါရဲ့ဖျားရဲ့ထူချခြင်းနောက်တစ်မျိုးဆိုတော့တိုက်အမြင်ပေါ့နော်တော်တော်မြင်တဲ့နေရာနေကြည့်ရင်လည်းရှင်ဘုရားကိုမြင်ရဆိုရင်ဆိုရေကြောင်းကြီးတက်ရရေဘောရောက်ရှိလာပြီရှင်ဘုရားဘုံတော်ပေါ်မှာတက်ဆွဲလိုက်တယ်နော်ဆိုတော့ရန်ကုန်မြို့ဝကိုဆယ်ဝင်လာတဲ့စစ်ကြောင်းကြီးရေဟိုတင်းမောင်းကြီးပေါ့နော်ဆယ်အင်းက နည်းပညာစင်ရင်းနဲ့ကျွန်တော်စစ်တဲ့နဲ့လေအမြောက်လေဆိုတော့အမြောက်တော်မှာဘာအမြောက်နေလဲဆက်ရှိပေါင်းကြည်ပြင်းအမြောက်လေမြေလင်ပြီအမြောက်ပြီအမြောက်ငယ်ကိုဆိုတော့တုံးပြီးတော့တိုက်ခိုက်ရဲ့အတွက်ကြောင့်လို့ရေလုံးစစ်နေတာကညမာရောဘာဖြစ်လဲအရင်မလာဘူးဒါကြောင့်မလို့စစ်မှုဘယ်လိုလဲဘာရာမှုပါရှိတယ်ဘယ်လိုလဲမဟာတန်ဓုရာက ယခိုင်စစ်မျက်နှာကနေဇာတ်ဘာလို့လာလဲခြိတက်လာဟောယခိုင်ကနေရံပေါ်ခြိတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ပန်းဒါကြောင့်မလို့ဆရာတို့ဘယ်ရနေဆရာတို့ဘယ်ရနေခုခံမယ်ဆိုရင်တလူမျိုးကနေစုပ်กว่าခုခံဒါကြောင့်ဆရာတို့ယခိုင်မှာအရေးတာတွေနဲ့နေရနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ ။နန်းကလေးကလည်းပင်မနေစားတဲ့ရိုက်ခါကလည်းနဲနေတဲ့အတွက်ကြောင့်မလို့စွတ်သူကြီးမဟာဗန္ဓုရာဆုံးပါခုခံရင်းနဲ့လေဓနုယူတိုင်ဝဲမှာပဲပြီးခဲ့တယ်ကြာဆုံးခဲ့။ဒါကြောင့်မလို့မဟာဗန္ဓုရာကြာဆုံးပြီးတဲ့အချိန်မှာမြော်လာတက်ရာအထွတ်ပိုင်းကိုဆုံးခွာစနစ်နဲ့နောက်ပြန်ဆုံး။အင်္ဂလိပ်တရားကြီးကြောင်းရေကြောင်းနှစ်တွယ်နဲ့မြန်မာနိုင်ငံကိုခြေထဲတိုက်ခိုက်ပြီးတော့နောက်ဆုံးရန်တော်ကနေဆိုပြီးရုပ်ကိုအလုပ်လိုက်တယ် သိမ့်ပိုင်တယ်။ဖိုးထင်းတော်မြန်မာနဲ့အင်္ဂလိပ်နှစ်ပါးသလုံးစိတ်ရစဲရန်လိုလားသဖြင့်ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်မြန်မာဘက်ကဘာလုပ်လဲဆရာတို့ပြည်တော်မြောက်ဘက်ညောင်ရင်စိတ်ရွာမှာဆရာတို့မြန်မာဝင်ကြီးဒရိုနီကြီးမဟာမင်းတော်နဲ့အင်္ဂလိပ်ဘက်ကကင်ဘယ်ဟာစစ်ပြည်ရင်ကိစ္စကိုဆွေးနွေးတဲ့အခါမှာအင်္ဂလိပ်တို့ရဲ့ဆိုတော့တောင်းဆိုချက်တွေဟာအလွန်ကုန်မှများပြားပြီးတော့ဆရာတို့ ဟိုပါတော့လိုက်လာလေးကိုဘာဖြစ်လဲဆိုတော့ဟိုလိုက်လာလေးကိုအစီအမပြေမြန်မာလိုဘက်ကတို့တောင်းဆိုချက်တွေကများရတဲ့အတွက်ကြောင့်မလို့ဆွေးနွေးပြတ်ပြားတယ်ဆွေးနွေးမှုပြတ်ပြားတဲ့အတွက်ကြောင့်မလို့ဆိုတော့အင်းလေးတွေကတမင်းမင်းနဲ့ပြည်ရောရဲ့အကြမ်းဖက်ကိုဆက်ပြီးတော့ခြိတက်လာတာဆိုတော့မီဒီယာရီဆိုဆယ်ရီအာရီဆိုရီအွမ်နေဗီရောရဲ့လေးစားနားပါအကွာမှာရှိတဲ့ရန်ကုန်ရွာကိုရောက်လာ ရန်ကုန်ရောရောက်လာရင်ထပ်ပြီးတော့ထပ်ပြီးကြည်ပြတ်ရင်နော်ဆရာတို့အင်းမနေပြီးတော့မှကြားတော့မှဖြစ်တဲ့အတွက်ကြောင့်လို့ဆရာတို့အင်္ဂလိပ်တို့ရဲ့ live တောင်းဆိုချက်တွေကိုရန်ကုန်ရောမှာဆရာတို့ရန်ကုန်စာချုပ်ချုပ်ဆိုပြီးတော့ပထမမြန်မာကျူးကျော်စစ်ကို1826 February 24ရက်နေ့မှာရန်ကုန်စာချုပ်ချုပ်ဆိုပြီး ဒီပရမကျူးကျော်စီပြီးဆုံးခဲ့ရတယ်ပရမကျူးကျော်စီအပြီးမှာရခိုင်နဲ့တွင်းလာပြီးဒေတာတွေကိုအင်္ဂလိပ်တို့ဟာပေးအပ်လိုက်ရတယ်ဆရာပရမကျူးကျော်စီကဒေတာတွေပါတယ်ဆိုတာလည်းသိအောင်လို့ဆရာထောင်ရှိရရှိစနဲ့ငါးခုနဲ့ပါမြန်မာတနိုင်ငံလုံးကိုလိုနီလက်အောက်ကိုရောက်တာလို့သိနေတယ်ထောင်ရှိရဘလောက်ရရလဲ26ခရေက ထောင်ရ85နဲ့ထောင်ရ26နဲ့ဆိုရင်ဘယ်လောက်ပါလဲနှစ်ပေါင်း90ကျော်နီးနီးလောက်กว่าတယ်အဲ့ဒီခရဲကဘာဖြစ်နေပြီလဲရခိုင်ရဲ့ရင်းလာကြီးကမ်းတောင်ဒေသတွေဟာအင်္ဂလိပ်လက်အောက်ကိုကျရောက်ခဲ့ရပြီဒါဆိုရင်အဓိကအချက်အဓိကအချက်ကဆိုတော့ဘရုံးမဲလက်ထက်မှာဖြစ်တာမဟုတ်စကိုင်းမဲလက်ထက်မှာဘယ်လိုလဲဆိုတော့နီးသူပူရာစတော်ပါ မာဂျစ်စင်ကိစ္စအာဒန်ဆိုပါဆရာတို့ဆရာကနေရှင်ကိစ္စနဲ့နောက်ဆုံးအရေးပါနေတဲ့အချိန်မှာရှင်ဘူးကျိုးကိုဝေရောက်တက်ဆွဲလိုက်ရဲ့အတွက်ကြောင့်မလို့ပထမဒီမှာဂျူးကျော်စင်ဖြစ်တယ်ပထမဒီမှာဂျူးကျော်စင်က1924မတ်လ9ရက်နေ့မှာမြန်မာကိုစစ်ကြေညာတယ်ဘလူကြတယ်ဆိုတော့တန်းဝရမူးတိုက်ပွဲမှာအရေးတာတယ်ဒါပေမဲ့ဒနုပြူမှာဆရာတို့ဘလူကြတယ်မဟာဘလူလာကြာ ဟုတ်ပြီနော်ထောင်ရမစက်ချောဖေဗူလာ24ရက်နေ့မှာရန်ဘိုစာရုပ်ချုပ်ဆိုပြီးတော့ရခိုင်နဲ့တနင်္လာရီဒေသတို့ကိုအင်္ဂလိပ်ပိုင်အဖြစ်အင်္ဂလိပ်ကိုလိုနီတို့ဟာရန်ဘိုစာချုပ်အရာပေးအပ်လိုက်ရတယ်ဒုတိယကျူးကျော်စစ်မှာမြန်မာပြည်ရှုံးနေဘာဖြစ်လို့လဲအသုံးမကျလို့ဆရာဝန်အတိုင်းနဲ့ယူမှာအသုံးမကျလို့ရှုံးမှာဘာလို့အသုံးမကျတာလဲနိုင်ရခင်ကြီးတိုက်လို့ဟောင်းဆရာလည်းဟုတ်တာပေါ့ ်နိုင်ရာကြောင့်မရှိဘူးဘာလို့လဲကိုယ်တန်အင်အားတာလုံးလို့ရထိုင်တဲ့နည်းနည်းအိုင်တော်ပေးလိုက်တာအဲ့ဒါမှအမှတ်မရှိဘူးဘာလို့လဲလဲသွားပြီးတော့ကျူးကျော်မှုကိုဘာလို့လဲလဲကြံပြီးတုံ့ပြန်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ရခိုင်တနင်္လာရီကိုဘယ်မှာကျူးကျော်စစ်အင်အားမျိုးကကျိုးပေါ်ဒေတာနဲ့ဘကိုးဒေတာကိုဒုတိယကျူးကျော်စစ်မှာပေးလိုက်ရတဲ့အချိန်မှာမြန်မာနိုင်ငံဟာ အလဲပိုင်းနဲ့ခေါင်းပိုင်းနဲ့ကြံပါတော့လေခမညာဒါဆိုရင်ဆရာတို့ဒါအမြောက်ရှစ်လက်မအမြောက်နော်ဆရာတို့အဓိကဖြစ်တဲ့ပြဿနာကရံတော်မြင့်ထဲမှာရှစ်ဘတ်နဲ့လူဝင်နဲ့လူတော်မှုဖြစ်တာကိုမြို့ဝဥုံကဒဏ်ရိုက်တယ်မြို့ဝဥုံကိုဘလို့တိုင်လဲလော့ဒလော့ဘစီကိုတိုင်တဲ့အတွက်ကြောင့်မလို့လော့ဒလော့ဘစီကလေးဘတ်ကို ဘာလို့လဲ recommend ပေးတယ်အမင်းချရမင်းတော်ဆောင်ရတာဒီကိစ္စအဲ့တော့လေးမကမြို့ဦးဟုတ်ကိုပြန်ခေါ်မြို့ဦးဟုတ်ကိုပကံလေးကပြန်ခေါ်ပြီးတော့ဥမော်ကိုပြန်ချပေးတယ်ဥမော်ကတော့ကြားကြလို့ရှင်ကြီးကိုရှင်ကြီးကြားတဲ့ဆိုပြပါကြအောင်ပြီးတော့ပကံလေးနဲ့တော့ကိုယ်ကဘာမှမရှိတော့ဥမော်ကိုပြန်ခေါ်ပြီးဥမော်ကိုလွှတ်တဲ့အခါကျမှအောက်ပိုင်းတစ်ခုလုံးပေးလိုက်အောင်ဟုတ်ပြီလားကျွန်တော်ဥမော်ကိုဖြည့်ချင်းခိုင်းတာဥမော်ကဘာလို့လဲကျွန်တော်နောက်တဲ့တင်းမှမှုတစ်ခုက ကျွန်တော်ဥမောင်ရဲ့အိမ်ထဲကိုမြင်းနဲ့ဝင်လို့တားစီးရဲအဲ့မှာတင်းမှမတခုသူကမသိတာရေထဲမှာပြည်တဲ့ကိစ္စသူကမသိတာသူကရေဝန်စစ်ကဲမင်းပြင်းရှင်းလို့ပြောတဲ့ကိစ္စကိုဟောပါကအကြီးကြီးတွေတွေးပြီးတော့ငါတို့ကိုမတူရမတရားလုပ်တဲ့ဒီဂျေလုံးနဲ့တွေဆိုပြီးတော့တွားပြီးတော့မလုပ်လိုက်လေလင်းတော့ကိုတော့တားလင်းတော့ကအဲ့ကိစ္စကိုကျင်နေတာမကျင်နေဘူးမကျင်တော့ရေတိုင်းရင်သာသိမောမလုပ်လေဓမြတိုက်လိုက်အဲ့ဒီကနေစပြီးတော့ဒုတိယကျူးကျော်စစ်ဖြစ်တယ် ်ဆိုတော့အဲ့ဒီလူကကြွရောက်ပြောအတိမံပြူလားစစ်လို့အတိမံမပြူစစ်တင်နေနေလက်မှတ်လည်းမထိုးဘူးဆိုတော့အဲ့လားဆိုရင်နောက်တစ်ပိုင်းအခန်းသုံးဆိုတော့အပိုင်းနှစ်အခန်းနှစ်ရအပိုင်းသုံးမှာပြုရင်ပြောင်းလဲရေးဆိုတာကိုသင်ကြားမှာဖြစ်ပါတယ်တောက်တမျိုးအားလုံးဒီအခန်းနေ့အပိုင်းနှစ်ကိုတောက်သမီးကိုနားလည်နေတယ်လို့ဆရာမျှော်လင့်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ